ါတော့ရှန်နဲ့နာမည်တွေပါအများကြီးပဲเนาะအများကြီးပဲဒီမှာ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 ရှန်နဲ့နာမည်ကိုပွားနာဗျာစားလို့တော့မနိုင်တော့ဘူးလောကအများကြီးပဲရှန်နဲ့နာမည်တွေပေါ့ကဲရှန်နဲ့နာကြက်ကြက်သူရှိလားဗျာဒါတော့ရှန်နဲ့နာနေပါအာကျွန်တော်ရှန်နဲ့နာခုနေတာပါရှန်နဲ့နာဆိုလို့ရှန်နေပဲစားရတော့မဟုတ်ဘူးဗျာအာဒီမော်ဟင်းတွေရခိုင်ဟင်းတွေမှာလည်းဒီရှန်နဲ့နာနေကိုထည့်ပြီးတော့အသုံးပြုကြရတယ်ဗျာဒါပေမဲ့နေရာဒေသအပေါ်မူတည်ပြီးတော့ခေါ်ဝေါ်တွေတော့ခေါ်အဝေါ်တွေကတော့အများကြီးကွဲသွားတယ် ီရှမ်းနန်းနန်းတရုတ်နန်းနန်းတချို့ကလည်းကလားနန်းနန်းပေါ့နော်ဘယ်နာမည်ကတော့အစ်စ်အမှန်လေအဲ့တော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့အခေါ်အဝေါ်ရတော့အများကြီးပဲမြန်မာနိုင်ငံရဲ့တော်တော်များများဒေသတွေမှာပေါက်ပါတယ်အဓိကအဖြစ်အစိုးရတက်ကလေးရှိနေလို့ရှိရင်တော့ဒီ channel နဲ့ပိုင်းတဲ့အားပွားတာပါဗျာသူကဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးအဖူးတွေဖူးပြီးတော့ခါကျတော့ပြန်ပြန်အစီကျွေပြီးတော့အမြဲတမ်းအမြဲတမ်းပြန်ပြန်ပေါက်တာဗျာအချော်ဝင်းဖြစ်တော့တော်ကြီးဖြစ်တော့အများကြီးဖြစ်တော့အပင်တွေကအဓိကအဖြစ်သူ့ကိုသူ့မှာကျမ်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဗျာ အဓိကအဖြစ်အထက်ရမှာတချို့အချက်တွေကတော့ဗာလဲဆိုတော့ပန်းနာရင်ချက်ကိုကာကွယ်ပေးတယ်ခန္ဓာကိုယ်နာကျင်ကြိုက်ခဲမှုတွေကိုတတ်တာစီတယ်သူကပြီးတော့ဗာလဲရင်ချက်တတ်တာစီတယ်ခန္ဓာကိုယ်နာကျင်ကြိုက်ခဲမှုတွေကိုတတ်တာစီတယ်ဗျာဒီအရှိတောင်အာရှနိုင်ငံတွေမှာဆိုလို့ရှင်တော့ BNN တို့ Thailand တို့ဒီအိန္ဒိယတို့မှာလည်းတုံးကြတယ်အဲဒီနိုင်ငံတွေနေမဟုတ်ဘူးဒီတောင်အမေရိကတို့မက္ဆီကိုတို့နော်အဲ့ဒီပတ်ဒီမှာလည်းဒီရှမ်းနန်ပင်တွေကိုတုံးကြတယ်ရှိတယ်ဗောနော်ဒီအပင်တွေရှိတယ်ဗော ဒီအပင်တွေကိုကြိုက်တဲ့သူတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ဒီတိုင်းပဲတို့စားတို့လည်းတို့စားကြတယ်မောင်းငားလည်းထည့်စားကြတယ်ကွာကျွန်တော်ကတော့မောင်းငားထည့်စားလည်းကြိုက်တယ်ထမင်းတို့စားလည်းကြိုက်တယ်အနားကတော့အဓိကအဖြစ်သူ့ကိုဟင်းအသားဟင်းငားဟင်းတွေမှာအသုံးကြတယ်ကွာဟင်းတွေအညီအတောက်ပြေအောင်လို့ပေါ့မှန်ညီရောအောင်လို့အသားဟင်းငားဟင်းတွေမှာဆိုလို့ရှိရင်ထည့်ပြီးတော့ဟင်းခတ်မှုကြိုက်နေတဲ့ထည့်ကြတယ်ပေါ့အဓိကအဖြစ်အမဲသားတွေပေါ့တဲ့ထည့်အမဲသားဟင်းတွေပေါ့တဲ့ထည့်မယ်ဆိုလို့ရှိရင်တော့လုံးဝကိုမှန်ညီရောပြန်မှုရသွားတာပေါ့ကြိုက်တဲ့သူတွေကတော့အဲ့လိုမှုရနေတာပဲရောမှုကြည့် Ha ha ha. မကြိုက်တဲ့သူတွေကတော့မြင်တာနဲ့ဟိုလက်မခံနိုင်ဘူးပြီအနန္တနဲ့ခေါင်းမူရပါတွေ့တွေ့သွားတယ်ဆိုလို့ပြောကြတာပေါ့ဒီနန်းနန်းပါတဲ့မျိုးတွေမှတည်းများမကြိုက်တဲ့သူတွေတော်တော်များပါတယ်နန်းနန်းမိန်တို့ဒီလိုရှမ်းနန်းနန်းတို့ပါလို့ဆိုတယ်နော်အကျွန်တော်တို့တော့ကြိုက်တယ်ထမင်းစားတိုင်းလဲဒီနည်းနည်းနဲ့တို့စားပြတယ်ကိုရှမ်းနန်းနန်းမျိုးကောင်းကျိုးလည်းအများကြီးရှိတယ်လေရှမ်းနန်းနန်းမျိုးကအဓိကပြီးကျမ်းမာရဲ့အကျိုးကျေးဇူးတွေလည်းအများကြီးရှိတဲ့အခါကျတော့ညာရယ်ညာရယ်အခေါ်ကတော့တကယ်ကိုမတူတာဗျတချို့ကလည်းရှမ်းနန်းနန်းလို့ပြောရင်မသိဘူး သူတို့ဒေသမှာဒီကနပြောသလိုပေါ့ကလားနန်နန်လို့ခေါ်တယ်ပြုတ်နန်နန်လို့ခေါ်တယ်တခြားအခေါ်အဝေးလည်းအများကြီးရှိသေးတယ်ဗျာခေါ်တဲ့ရှိလို့ရှိရင်ခေါ်ဝမတူလို့ရှိရင်ကိုမနာရေးသွားလိုက်ရဘယ်လိုမျိုးခေါ်ကြလဲဆိုတော့ခေါ်ဝလေးရတော့နောက်စက်သားစက်သားကိုတောက်ဆန်းလေးတွေပါကြီးချက်တဲ့ခါကျရင်ဒီရှန်းနန်နန်ခလိုက်လို့ရှိရင်လုံးဝအောင်မှုေးပြီးတော့တောက်လို့ရန်ကောင်းတယ်ကျွန်တော်တို့တော့ကြိုက်လို့လားမသိဘူးသူပါယုံပါယုံနေတယ်ကိုသူဒီရောက်ကိုထဲ့ခိုက်ုံနေကိုထဲ့ခိုက်ုံနေတယ်ကိုအနတ်ရတာပို့ပြီးထူးခြားသွားတယ်လို့ခံစားရတယ်ဗျာ ဒါတော်တချို့နိုင်ငံခြားတွေမှာဒီမှာတစ်ခါကြားလို့ရှိရင်တော့တွေ့ရလေအဲ့ကလေးအဲ့ကလေးနဲ့ထုတ်ထားတာစီကိမတ်လိုဟာမျိုးတွေမှာရောင်းတာတော်တော်လေးကိုဈေးကြီးတယ်ဒီဒီရွက်က